ကြရဲအခုနကကျွန်တော်ကမလည်းပြောခဲ့ပါတယ်စင်ပေါ်မှာလည်းလေအာဒါရိုက်တာနဲ့ကတော့ပတ်တရားပုံများသူကတော့အကိုကတရုတ်ဆောင်ကိုမင်းကသဘောကောင်းတယ်ဒါရိုက်တာကိုမင်းကဆုလို့ဘာလို့ဆုခံရလဲအာကျွန်တော်ကအဲ့ဆုခံရတဲ့နေရာမှာတော့အဲ့လိုမျိုးမပါဘူးသူများတွေကြည်နေကိုယ်ကိုတတိဆွဲထားတယ်ကိုကအဲ့လိုမျိုးစီဆံနေတာကိုကကျတော့ဝင်နေတယ်ကျမကဝင်နေတယ်ဝင်နေတဲ့အခါကျတော့လေအဲ့လိုမျိုးဆူလဲလို့ရှိရင်စိတ်ကလေးစိတ်မကောင်းလို့ရှိရတယ် လို့ဆိုလေပတိဆွဲတာစီမခံအောင်နေတယ်စူးမကြလည်းဖြစ်တော့အစီအတန်းကြောင့် ဆိုတော့ဒီမရီနဲ့ဒီမရီအမွေလူကြတဲ့ကြားထဲမှာကျမကလည်း define ကေဟာကြီးမှာအာရှင်မေပိုင်ဆွနေရအမွေတပုံပါတာပေါ့ဒီမရီကလည်းအဲကျမရဲ့အမွေကိုလူချင်တယ်ပေါ့ရှင်အဲ့လိုဆိုရခါကျတော့အာကျမဒီမရီကြားထဲမှာဖြစ်မယ်အာပြီးရခါကျအပူနဲ့ဖြစ်မယ်ပေါ့နော်အဲ့လိုပြိပက္ခလေးတွေပေါ့အဲ့လိုသာဒီကတော့လေဟိုဟိုပါလေအများကြီးပါပဲပြောခဲ့ပါတယ်အစင်ပေါ်မှာလည်းလေအာဒရိုက်တာနဲ့ကတော့ဖတ်တရပုံများသူကတော့အကူက အာတရုတ်ဆောင်ကုမင်းကသဘောကောင်းတယ်ဒရိုက်တာကုမင်းကဆွလို့အာကျမတို့အဲ့ဆုခံရတဲ့ဘဲမှာတော့အဲ့လိုမျိုးတော့မပါဘူး။ကြီးရတဲ့ကြည်နဲ့ကိုယ်တတိဆွဲထားတယ်။ကိုကအဲ့လိုမျိုးဆုခံရကိုကကြတော့ဝင်နေတယ်။ကျမကဝင်နေတယ်။ဝင်နေတဲ့အခါကျတော့လေအဲ့လိုမျိုးဆုလိုက်လို့ရှိရင်စိတ်ကြတယ်။စိတ်မကောင်းလို့ရှိရတယ်။ လို့ဆိုလေတတိဆွဲထားရယ်စုမခမ်းအောင်နေတယ်အဲ့ဒါကြောင့်တတိဆွဲထားရယ်ဆိုတော့အဲ့ဒါပြောတာတနည်းမကောဟိုကလေ TikTok ဆော့ရယ်ဆိုတော့ TikTok ဆော့ရယ်ထင်ပါတော့ဟုတ်ပါကျွန်မလည်း TikTok မသုံးမသုံးဖြစ်ဘူးကောနော်ကျွန်မမလုတ်တက်ဘူးအဲ့အဲ့အဲ့ရာနဲ့ပတ်သက်ပြီးကျွန်မတွန်းတွန်းကြဲကြဲမလုတ်တက်ဘူးဟုတ်တယ်လို့အဲ့လိုဆိုတော့လေစိတ်ကလေးနည်းနည်းလေးမှုန်ချက်တလို့ခံစားရတာနော်မှုန်ချက်တလို့ခံစားရတယ်ဒါပေမဲ့ဟိုလေ ဟိုမကောင်းတာမဟုတ်လေသူကောင်းအောင်လို့ပဲပြောပေးတယ်ဆိုတဲ့အခါကျတော့ပြီးတော့နားနားတဲ့အချိန်တိတ်မပေးသမင်းစားမင်းကိုကသမင်းလုံးစီပြန်တာချက်ချင်းတည်းရရဘာကပြီအမေကျမဟိုနောက်ဆုံးနောက်ဆုံးရက်ပေါ့64ရက်နောက်ဆုံးမှာလဲကျမဟိုကကားအဆီဒန့်ဖြစ်တဲ့အခန်းရရသေးတယ်နောက်ဆုံးထိတွေ့လိုက်ရသေးတယ်အကုန်ဟိုဘာဟို အလုတ်ကအကိုနဲ့မှမဟုတ်ပါဘူးအလုတ်တစ်ခုပြီးပြီးနောက်အလုတ်တစ်ခုပြီးပြီးဆိုတာနဲ့စိတ်ကအဲ့ character ကိုလည်းလွှတ်ချလိုက်ရတယ်စိတ်ဒုံဒုံနဲ့ချလိုက်ရတယ်ပေါ့နော်အဲ့ဆိုအလုတ်တစ်ခုပြီးတိုင်းပြီးတိုင်းရတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့လွှတ်ချရတဲ့တော့တော့ပော့သွားတဲ့ဟာမျိုးအများကြီးရှိရပေါ့နော်ကျမဟိုထူးထူးခြားခြားကြီးပေါ့ထူးထူးခြားခြားကြီးခြုံထွက်နေတဲ့ character လည်းမဟုတ်ပါဘူးပြီးတော့အဲ့ကြောင့်ထူးထူးခြားခြားကြီးလှုပ်ပြရတဲ့အဲအဲတေးဥဆောင်မှုတွေလည်းကျမမပါဘူးပေါ့ပုံမှန်ပဲကျမဒီမဟာ မဟာ series မှာဆိုလို့ရှိရင်ကျွန်မ16လကြာတယ်ရင်သွေးနဲ့ဒီရသစ္စာပစ္စည်းစီမှာကျွန်မကြားထဲမှာ16လကြာတယ်ရင်သွေးကတော့အလုံးသိရတဲ့အတိုင်းပဲ character ဒီအပူအလှုပ်အခက်ပေါ့နော်ဒီမှာကကြာတော့အငိမ့်အေးအဲ့အေးရဲ့အငြိမ်တဲ့ကမှာဒုက္ခိတဖြစ်နေရဲဆိုတော့ပို့ပြီးတော့ဆိုသွားတာပေါ့နော်အဲ့တအားငြိမ်ရတယ်ဆိုတော့တဘောကျွန်မပြောချင်တာအဲ့တော့ကျွန်မ character တစ်ခုနဲ့တစ်ခုကတော့တော်တော်ကွဲနေတယ်လက်ပွားနဲ့လက်ပမိုးလိုဖြစ်နေရဲ့ရှင် အဲ့လိုဆိုတဲ့ခါကျတော့ကျမထင်တယ်ဒီရဲ့ပြိသက်ကဒီရောက်ကြည့်ပြီးရင်ပြပိုင်းကိုသဘောကျခြင်းမှာကြားလိမ့်မယ်လို့ကျမထင်တယ်။ဟိုကျမဟိုပြောခြင်းတဲ့သဘောကတော့တချို့ကျတော့အပူဇက်ကောင်ကြိုက်တာရှိတယ်။အဲအေးဇက်ကောင်ကြိုက်တာရှိရဲ့ဆိုတော့အာကျမပြိသက်တွေကအေးရဲ့ရင်ပြပိုင်းကိုသဘောကျခြင်းမှာကြားခြင်းမယ်။ပြီးတော့အားမလို့အားမရဖြစ်နေတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရှင်။ဒါပေမဲ့ကျမတို့ရင်ပြပိုင်းဖြစ်အောင်လို့ကြိုးစားထားပါတယ်။ ပထမဦးဆုံးအနေနဲ့တော့ဒီမိကမကျမကိုတအားမြောက်တယ်လို့ဖြစ်ပါတယ်။ဒါပေမဲ့ကျမသဘောကျတယ်။အဲ့ဟိုဟာပေါ့ကျမထိပ်ပိုင်းမှာတော့ကာဂျီကဧပြီလမှာကျမဧပြီဆက်ခွန်မှာတင်ခဲ့တယ်ပေါ့နော်။ဒါအမွေဆိုင်ဇနီးများကျမတင်ခဲ့တယ်။ရုပ်ရှင်ကာဂျီအနေနဲ့ကျမပြောတာပေါ့နော်။ပြီးရဲ့အခါကျတော့ဟိုကျမတို့ဒီလက်ဝင်တဲ့တင်တယ်ပေါ့။ပြီးလို့ရှိရင်ရာသက်ပံကောင်မလေးတင်တယ်။ပြီးလိပ်ပြဖဲတင်လာလိမ့်မယ်ပေါ့။ ဆိုတော့ series နေနဲ့ကတော့မဟာမာတော့ဒါမဟုတ်ပြန်ပြပြန်ပြီးတော့ပြန်တွေ့နေပါတော့အဲ့လိုဆိုတဲ့အခါကျတော့ဟိုရိုက်ထားရရောသူကလည်းသူဟိုကဖြစ်ပါတယ်လွှင့်တဲ့အခါမှာတော့အလုံးတိုက်ပြီးတော့ပြုံသွားတဲ့သဘောပါအားကြီးကလည်းအများကြီးမကောင်းတဲ့အခါကျတော့ဟိုတအားကြီးရိုက်နေတာမျိုးတော့မရှိဘူးရှင်အာဒါပေမဲ့လွှင့်တဲ့အခါယုံတင်တဲ့အခါတွေမှာအဲ့လိုမျိုးကြိုက်သွားတာလို့ပေါ့